အမေရိကန်ကကာရီဘီယံပင်လယ်ထဲမှာတပ်ဖွဲ့အင်အားနဲ့စစ်သင်္ဘောတွေအင်အားဖြည့်ဆီလွတ်နေတာကြောင့်ဗင်နီဇွဲလားနိုင်ငံကလည်းလက်နက်ခဲယမ်းအပါအဝင်စစ်တေအင်အားစုစည်းပြီးစစ်ရေးပြင်ဆင်မှုတွေစတင်လှုပ်ဆောင်နေပါပြီ။ကြီးရေလေတပ်ဖွဲ့တွေအားလုံးပါဝင်တဲ့စစ်ရေးလက်ကျင့်မှုတွေဗိုလ်ထုနေထိပ်ပြုလုပ်သွားမှာဖြစ်ကြောင်းဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီးဗလာဒီမီ ပဒရီနိုလိုပက်စ်ကပြောပါတယ်ဒီစီးရေးလေ့ကျင့်မှုမှာတမယိုးကြတပ်ဖွဲ့ဝင်တွေအပြင်ဗိုလီဗာရီယန်မီလီရှားလို့ခေါ်တဲ့ပြည်သူ့စစ်အရန်တပ်ဖွဲ့တွေပါပါဝင်မယ်လို့ဆိုပါတယ်ဗင်နီဇွဲလားဟာအများအားတပ်ဖွဲ့ဝင်2သိန်းလောက်ရှိတယ်လို့ခန့်မှန်းရပြီးအရန်တပ်ဖွဲ့ဝင်တွေနဲ့ပါပေါင်းလိုက်ရင်3သိန်းလောက်ရှိတယ်လို့ခန့်မှန်းကြပါတယ်။တမရနီကလပ်စ်မာဒူရိုရဲ့ညွှန်ကြားချက်အရလှုပ်ဆောင်တဲ့ဒီစီးရေးလက်ကျင့်မှုဟာကုတ်ကဲရေးနဲ့ဆက်သွယ်ရေးပိုင်းမှာအဆင်ပြေမှုရှိစေရေးအတွက်ရည်ရွယ်ကြောင်းကာကွယ်ရေးဝန်ကြီ ပဒရီနိုလိုပက်စ်ကပြောပါတယ်တမရထွတ်အစိုးရကသူ့ကိုဖြုတ်ချဖို့ကြိုးပမ်းနေကြောင်းတမရမာဒူရိုကဆွဆဲထားပြီးအမေရိကန်ရဲ့ကျူးကျော်မှုကိုဗင်နီဇွဲလားပြည်သူတွေကခုခံကာကွယ်သွားမယ်လို့ပြောပါတယ်ဒီတော့တွင်မူရစ်ဆေးတွေတည်ဆောင်လာတယ်ဆိုတဲ့မော်တော်ဘုတ်တွေကိုအမေရိကန်ကကာရီဘီယံပင်လယ်အတွင်းတိုက်ခိုက်ဖျက်ဆီးမှုတွေဇက်တိုက်လွှတ်ဆောင်နေတာမှာအခုအချိန်ထိအနည်းဆုံး၁၀စီးလောက်ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်တမရဒေါ်နယ်ထရမ့်ကသူ့ဒုတိယတမရတက်တန်းအတွက်ယာရုစာယူပြီးချိန်ကစလို့ ပနားမတူးမြောင်းကိုပြန်လိုချင်တာအပါအဝင်ဗင်နီဇွဲလားသမရရာဒုကဖယ်ရှားရေးကိစ္စကို မကြာခဏပြောဆိုခဲ့တာတွေအပြင်အခုဗင်နီဇွဲလားနိုင်ငံအနီးဝန်းကျင်မှာစီးရီးတိစောက်မှုတွေတိုးမြင့်လှုပ်ဆောင်နေတာကြောင့်ကာရီဘီယံပင်လယ်တဝိုက်မှာတနက်တန်တွေမကြာခင် ကြားရတော့မလားလို့ဒေသခံတွေအကြားစိုးရိမ်ပူပန်မှုတွေဖြစ်နေကြပါတယ်ခင်ဗျာကျွန်တော်ဇော်ဝန်လိုက်ပါ